vamos ya ro mingla ba ku lu lo aku jano ga dai sia u jo u ye da pyu su tha de mammo sia ro ye hatara da ga bya mya ne upama poun pyin wattu mya so de sa au ku apai 15 ni ne phat pya tin sat pe twa ma be phit par de na sin khan sa a be ja ba au တယောက်တည်းတဲ့အောင်နေ ဗမော်ဆရာတော်သည်မြို့ရဲတွင်သွန်စာကွန်စာဒုမင်္ဂလာသုမင်္ဂလာမှာစာ၍အမဲလိုလိုကြီးတရားဟောဓမ္မကတိကအဖြစ် ပြုလုပ်ရသည်တရားဟောအဖြစ်ကြားတိုင်းလေစာချစာသင်တစ်ဖက်ကမပြတ်ရအောင်ဒိုဒိုချင်းချင်းနဲ့လူရင်းရောက်အောင်ပင်ဟောပြလေရှိသည်ဤသို့သောဗမော်ဆရာတော်ဤအလေးထားကိုတကားတကားမှအများစုကသိကြပြီဖြစ်သည်ဒီနေ့သွန်စာပွဲတစ်ခုသို့ကြွားရောက်တော်မူလာကြသည် တန်ဃာတော်အများမှာဗမောဆရာတော်သည်တတ်သောဝါတော်အကြီးဆုံးဖြစ်သည်ကိုအရေးကြီးသည့်သည့်တကားတယောက်ကသိသည်ဆရာတော်ပင်တရားဟောဓမ္မကတိကဖြစ်အောင်မိမှာသေးကြသည်ဟုလည်းတွက်မိသည်ဆရာတော်တန်ဃာတော်များဤဗုဒ္ဓထုံးစံမှာထေစဉ်ဝါစဉ်အလိုက်တိတ်ခါဝါအကြီးဆုံးပုဂ္ဂိုလ်ဤအဆုံးဖြတ်ကိုနာခံရသည်ထေအကြီးဆုံးပုဂ္ဂိုလ်ကအမိတ်ပေးမှသာ အောက်ထေငယ်များက တာဝန်ယူရသည်ယခုတရားပွဲတွင်လည်း ်ဇရာတော်သည်မြည်သည့်ထေငယ်ကူမှမလွဲသူကိုယ်တိုင်ပင်တရားဟောမည်ဖြစ်သည်ထိုအကြောင်းကိုအတက်သိနေသောတကားတယောက်ကထိုနေ့တရားပွဲမှာလေဇရာတော်သည်တရားတူတူဟောမှာပဲဟုတွက်မိသည်ထိုတကားကတူတူဟောနေကြဇရာတော်အားဇရာတော်ဗျာဒီနေ့တရားတူတူဟောတော်မူပါဖရာဟုရှောက်လေသည်သွန်းတကားမဟုတ်တော့လေသွန်းတကားနဲ့လေယင်းဤ ်ဆရာတော်နဲ့လည်းယဉ်နီးတော့တကားဖြစ်သည်ဆရာတော်ကလည်းသွန်ဖုံပေးပြီးစတဖက်ရီအချူပွဲဖုံးပေးနေစင်းမှာပင် ထိုတကားအားအင်းမော်လကွာဟုအတန်ရှိဆွဲ၍ဂတိပေးလိုက်သည်တဖက်ရီအချူပွဲဖုံးပေးပြီးနောက်ဆရာတော်သည်အစီအစဉ်တိုင်းသီလာပေးခြင်းပရိရွတ်ဖတ်ခြင်းအမှုတို့ကို ပြုလုပ်သည်ပြည်သာနှင့်တပြိုင်နက်တရားဟောကြားရာတွင်တကားတို့ကိုတယောက်တည်း တဲ့အောင်နေကြဟုအတူနီးဟောပြီးအဘိဓမ္မာတတ်လိုက်သည် တူတူဟောရန်လျှောက်ထားသည့်တကားလည်းမျက်စိမျက်နှာပြတ်သွားသည်ဇွန်းတကားလည်းမျက်လုံးပြူးသွားသည်တူတူဟောရန်လျှောက်ထားသည့်တကားကဇွန်းတကားအားမျက်နှာသာအောင်မိမိလည်းတောင်းဝန်ပြန်ကြည့်အောင် ချက်ချင်းပင်အိမ်ဒီမပြတ်ဟန်ဆောင်၍ဆရာတော်အားမေးလိုက်သည်ဆရာတော်ဖျားတယောက်တည်းတက်အောင်နေဆိုတာတူလွန်းသောကြောင့် တပည့်တော်များအတွေ့အိမ်ပြီးညံမေးမိန်သူများဖြစ်၍အကျယ်တွင်းရှင်းလင်းမိတ်ကြားတော်မူပါအုံးပါဖရာဟုဟောရန်လျှောက်ထားမိသည့်တကားကဆက်၍လျှောက်သည်အေးလကွယ်မင်းတို့ကတူတူကြိုက်တယ်ဆိုလားလို့တူတူဟောလိုက်ရတာဒါလို့ဆိုလဲဆက်ဟောရအောင်မပေါ့ကွာဟု မိန်တော်မူလိုက်သည်ထို့ခါမှာပင်ဇုံးတကားလည်းပြုံးနိုင်လျှောက်ထားမိသည့်တကားလည်းရည်နိုင်ကြရတော်သည်ဆရာတော်သည်စောစောက အချင်းသင်္ကပအဖြစ်ဟောထားသည့်ကိုတယောက်ထဲတက်အောင်နေဟုသောစကားရက်ကိုပင်အကျေဝိတ္တာရချဲ့၍ဟောပြတော်မူလေသည်ကိုယ်တယောက်တည်းတက်အောင်နေကြဆိုတာတခြားမဟုတ်ဘူးတကားတို့ရဲ့မိမိတို့ကိုယ်ခန္ဓာအတွင်းမှာလောဘဒေါသမောဟစတဲ့အကုသို့အမိုက်တရားတွေနဲ့စက္ကန့်တိုင်းမိနစ်တိုင်းနာရီတိုင်းအချိန်ရှိသမျ အမြဲတမ်းတိုက်နေကြရတယ်။ဝီထိစဉ်အဘိဓမ္မာသဘောနဲ့ပြောရရင် ဥပတိဘင်းဆိုတဲ့ခဏငယ်တိုင်းခဏငယ်တိုင်းမှာမိမိတို့ကိုယ်ခန္ဓာတဲတွင်ဒီတရားတွေရှိနေတယ်။အေးမင်းတို့အိပ်ပျော်နေ gait လို့ခေါ်တဲ့ဘဝင်ကြနေ gait အခိုက်တန့်လေးသာဒီတရားတွေမလာတာ။နည်းနည်းသက်သာရရတာ။လောဘဒေါသမောဟဆိုတဲ့အကုသိုလ်ဟိတ်တရား၃ပါးဟာအတော်ကြောက်စရာကောင်းတဲ့တရား၃ပါးဖြစ်တယ်။ လောဘစိတ်ပြင်းထန်လာရင်ဘာမှအကြောင်းအကျိုးဆက်ဆက်မမြင်နိုင်တော့ဘူး။ထင်မိထင်ရကိုစွတ်ထင်တတ်တယ်။ဒေါသမောဟတို့လည်းဒီအတိုင်းပဲ။ဒါကြောင့်လောဘအတ္တနဇာနတိဒေါသအတ္တနဇာနတိမောဟအတ္တနဇာနတိလို့ဟောခဲ့တာပဲ။လောဘရသည်သည့်အခွင့်အရေးထက်ပိုကဲ၍တလူချင်းနဲ့လူချင်းတွေတဲ့လောဘအမိုက်တရားသည် အတ္တ အကြောင်းအကျိုးဆက်ဆက်မှုကိုနဇာနာတိမသိနိုင်တော့ဒေါသမောဟတွေမှာလည်းဒီအတိုင်းပဲအေးအဲ့ဒီအကုသို့အမိုက်တရားတွေမိမိတို့ကို ခန္ဓာပေါ်မှာမလာနိုင်မရောက်နိုင်အောင်ကြိုးစားကြရမယ်အကုသလဘာနာအကုသို့ကိုပယ်နိုင်အောင်ကြိုးစားကြရမယ်တမပဒံတရားလေးပါဟာအရေးကြီးသဘောကွယ်ဖြစ်ပြီးနေတဲ့အကုသို့တရားတွေပယ်နိုင်အောင်ကြိုးစားရမယ်မဖြစ်သေးတဲ့အကုသို့တရားတွေ ခန္ဓာကိုယ်ရဲ့ရောက်မလာနိုင်အောင်မဖြစ်ပေါ်နိုင်အောင်ကြိုးစားရမယ်။မဖြစ်သေးတဲ့ကုသိုလ်တရားတွေဖြစ်ပေါ်လာအောင်အားထုတ်ရမယ်။ဖြစ်ပြီးသားကုသိုလ်ကြတော့ထပ်တလဲလဲပွားများကြိုးစားရမယ်။သတိထားကြ။ဒါကြောင့်ဥပနနံပပကနံပဟာနယဝါယမောအနုပနနံပပကနံအနုပဒါယဝါယမောအနုပနနံကုသလနံဥပဒါယဝါယမောဥပနနံ ကုသလနာနဲ့ဘီယောဘာယဝဝါယမောလို့ဟောခဲ့တာပဲသာသဖြင့်ပမောဇရာတော်သည်တရားတောင်းသောတကားနှင့်တကားဆုံးတကားရောရောက်လာသည်မြတရားနာပရိသတ်တွေပါကြည်နက်လောက်အောင်အကျယ်တဝင့်ဟောပြလိုက်လေသည်ဤတွင်ဆုံးတကားရောရောက်လာသည်မြတရားနာပရိသတ်တွေပါအာရကြည်နက်သွားကြတော်သည်ဟုတ်တော့ဟုတ်နေပြီကျွန်တော်ဖျားစာတပုတ်မှမရဘူး ဖျားစာတပုတ်မှမရတဲ့သူကဒီလိုပါဠိတွေကိုအသံတွေထွက်နေရတာကဲဆက်မယ်ဗျာဘမောစရာတော်ဒီမကြမီပင်စွန်ကျွေးဝဲတစ်ခုတွင် တရားမဟောပဲအကြောင်းသူပြန်ကြွခဲ့လေသည်အဖြစ်မှာစွန်တကာတူဤစွန်ကျွေးအလှဝဲတစ်ခုတွင်ပုပ္ပကရဏခေါ်တဲ့ရှေးဥစွာပြုတ်လို့ရသည့်စွန်အကက်ခံ၍စွန်ဖုံပေးခြင်းအဖေ့ရဲ့အချိုးဝဲဖုံပေးခြင်းတီလပေးခြင်းပရိယွတ်ခြင်းအမှုတို့ကို ြုမင်းပြုလုပ်ပြီးနောက်တဆက်တည်းပင်ကဲဒီနေ့တော့ဆရာတော်တရားနာဘူးတဲ့ပုံကူတွေလည်းပါပါလိမ့်မယ်မနာဘူးသေးတဲ့သူတွေလည်းပါမှာပဲအတားနာဘူးကြားဘူးသူများကတဆင့်မနာရသေးတဲ့ပုံကူတွေကို ပြောပြလိုက်ကြဟောလိုက်ကြဟုပြောဆိုပြီးတဆက်တည်းပင်တပ်ပါတတနန်ဒီမတပ်ပါတတနန်ဘာစီမဟု ရေစက်ပါတခါရဲချ၍ကြောင်းသူ ပြန်ကြွသွားလေသည် ုံးတကာနှင့်တရားနာပရိသတ်များမှလည်းဆရာတော်အားချစ်ကြောက်ယုံကြည်ဖြစ်၍ကြံရစ်ခဲ့ကြတော်သည်ပြင်းယုံသာပြင်းမပြင်းနဲ့ဖမော်စရာတော်သည်တပည့်များအားမကြမကြပင် ပုံမြင်များဖြင့် တစားစင်ကပြောပြလေးရှိသည်နေရာတိုင်းတွင်ဆရာတော်ကပုံမြင်မသုံးမီဆရာတော်သည်တပည့်ယဟန်သာမဏေများပေါ်တွင် အလွန်ငဲ့ညာတော်မူသည်အခမ်းရခက်သည်တိုက်ရိုက်ဆုံးမသည့်ဤကိုမသုံးသွေဝတ်၏၎င်းနီးပရိယစင်၏၎င်းပြောဆိုဆုံးမလေးရှိသည်ခါခွင်တင်၍ဆက်မိသည့်အချိန်ပုံမြင်နှင့်တင်စားရမည့်အခါများတွင်က ပုံမြင်ကိုသုံး၍ဆုံးမတတ်သည်နောက်ဆုံးညီတို့များ နားမဝင်သဘောမပေါက်မှသာဓာတ်ရိုက်ဆုံးမှတက်လေသည်ဆရာတော်ဤတပည့်ယဟန်တာမဏိအများပြားတွင် အလွန်ပြင်းကြီးလာသည့်ကိုရင်ကြီးတစ်ပါးရှိသည်ထိုကိုရင်ကြီးမှာဒိဏသနအသုံးဆောင်ကျင့်ဝတ်များကိုလည်းပြည့်စုံအောင်မလုပ်လို့ဇွန်ခံလိုက် စားလိုက်အိတ်လိုက် ရေချိုးလိုက်နေတာအများအပြားအချိန်ကိုကုန်စေသည်ဆရာတော်သည်ထိုကိုရင်ကြီးအားရိတ်၍၎င်းတွယ်ဝက်၍၎င်းအခြားသောတပည့်ယဟန်တာမဏိများအား ပြောရင်ဆုံးမရင်းတည်းသာဆုံးမလေသည်ဒိုကိုရင်ကြီးမှာအသွင်မပြောင်းအကြောင်းမထူပဲဖြစ်မြဲဖြစ်နေသည်ဆရာတော်သည်ကြားရင်ဒီကိုရင်ကြီးကြောင့်ခြားတပည့်များပျက်စီးကုန်လိမ့်မည်ဟုတွေးတောမိလာသည်သူနှင့်ဆရာတော်သည် ထိုကိုရင်ကြီးပါဆုံ၍အခြားတပည့်များအားဓာတ်ရိုက်လေအကျုံးဝင် ပုံမြင်လဲဆောင်ရကြအောင်အောက်ပါပုံမြင်ဖြစ်ပြောဆိုဆုံးမလေသည် ြေးကရွာတရွာမှာအလွန်အပြင်းထူလာသောလူငယ်တယောက်ရှိသည်မိဘများ၏အဆုံးမစကားများကိုလည်းနားမထောင် ထင်မိထင်ရာ ပြောဆိုလုတ်ကင်တတ်သူဖြစ်သည်အိမ်လို့ဆို၍မြို့သူများကူညီဖို့မရပဲပေါင်းသင်းငယ်ချင်းများနဲ့သာအချင်းကုန်စေသည်ရှောက်လဲလိုက်အိမ်ပြန်ရောက်ရင်ရေချိုးလိုက် စားလိုက်နဲ့သာလုံနေလေသည်မိဘများခိုင်းသည်ကိုမနာယူစင်ကြယ်စင်လက်အမျိုးမျိုးတက်ယူသာနေတတ်သည်ကိုနဲ့မဆိုင်သောမစီမဆိုင်စကားများကိုသာ ပေါက်တက်ကရပြောဆို၍သာနေတတ်သည်တရွာလုံးကလည်းသူ့ကိုငယ်နမယ်မခေါ်ကြတော့အပြင်းနမယ်ရနေသောကြောင့်ငပြင်းဟုပင်ခေါ်တွင်၍နေကြသည်ငပြင်းကအသွင်မပြောင်းမီပြင်းပြင်းပြင်းလျက်ပင်ရှိနေသည်တရွာလုံးကလည်းငပြင်းကိုအော်ကြောလန်သည်အထူးသဖြင့်ရွာ၏အထက်တန်းကျသောဥစ္စာပစ္စည်းပေါများသည့်မိဘများ၏ကွန်းနံကင်သမီးများနှင့်အလေလက်တန်းစားမိန်းကလေးများ ငပြင်းနဲ့ဒန်းလူအမျိုးသမီးများကနှာခေါင်းရှုပ်ကြသည် သို့သောငပြင်းက လူနေခြုံကြစိတ်နေဘုံများဖြစ်သည် လူကနက်ကတော်လှုပ်ခြင်းပြီးအဝတ်ကစုံနေသူဖြစ်သည်ရွာဤအလှဆုံးအချောဆုံးအပြောဆုံးအနေထိုင်အကျစ်လက်အသိမ့်မွေ့ဆုံးဟုတနေလုံးကသိနေသည်ဥစ္စာပစ္စည်းပေါများသူဤသမီးကိုမှသူကပိုးပန်းနေသည်ရွာသူရွာသားများနဲ့တကွငပြင်းဤအပေါင်းအသင်းများကလည်းထိုကလေးမလေးအားငပြင်းပိုးနေကြောင်သိသည် ငပြင်းပေါင်းသင်းများကမင်းကအနူလက်နဲ့ရွှေခွက်နိုင်လို့ဘဲရမလဲကွာတို့တော့အနာမကက်ရဲပဲနဲ့ဟုပြောင်လောင်၍ငပြင်းအားပြောကြသည်ငပြင်းကမဖြုံးပြုံး၍ရည်ရည်သာအေးဘောလကွာပြေးလေတဲ့ရွှေယုံနေကုံတော့သိပါလိမ့်မယ်ပြန်လေတဲ့ငှက်ခါနားတော့သိပါလိမ့်မယ်လမ်းဆုံးတော့ရွာတွေ့တော့မှာပါပဲကွာဟု ပြန်ပြောလိုက်သည် ။ငပြင်းကသူရီမှန်းပူပန်းနေသည့်ရွာ၏အလှထိတ်ကောင်ကိုရနိုင်ရန်နီးလန်းကိုအမြဲကြံဆောင်စဉ်းစားနေတော်သည်။တနေ့တရက်မှသတိမချအမြဲစဉ်းစားသည် အမြဲတွေးတော်သည်။အပေါင်းအသင်းရောင်းရင်းတွေနှင့်ပြောဆိုနေရပေမည့်ငပြင်းကသူရီမှန်းချက်ကိုသာစိတ်ကရောက်နေသည်။ငပြင်းကအရွယ်ကလည်းသိုးမုံထားစားအရွယ်ဖြစ်၍ရီစားစိတ်ငယ်ရဲရောက်နေသူဖြစ်သည်။သူပိုရေးကြောက်သည်မှာ သူက အောက်တန်းလွာဖြစ်သည့်အပြင် ငပြင်းဟုတရားလုံးကအခေါ်ခံရသူသူကြီးမန်းထားသူကအထက်တန်းလွာပတ်စံပိုးသူဤတမီတမီကျော်ကွန်းတော်ကန်ကွာကျင်တိုင်းကွာခြားကျင်တိုင်းခြားနေ၍သူမရလိုက်ပဲနေမိကိုအလွန်တွေးတောပူပန်နေသူဖြစ်သည်ငပြင်းဤအကြံကရလာလိမ့်ပြီကျွာဤအနီးတွင်ကြီးကျယ်၍ဂျီညူပွေရာရှိသောမြေပေါက်ဇေဒီတစုရှိသည်ထိုမြေပေါက်ဇေဒီကြီး၌တစောင်းတစ်ခုတွင်တွင် အုတ်တရိုးဖြစ်ပြုတ်လုထားသည့်တင်ပလင်ကိုရုပ်ပွားတော်တစ်ခုရှိသည်ဘာသာရေးကိုအထူးလေးစားသည့်ယွာဖြစ်သည့်အတိုင်းထိုရုပ်ပွားတော်ရှိတွင်ဖျားပန်းအုံများပန်းအပြည့်နှင့် နေရာထိုင်ခင်းများအမြဲရှိသည်ယွာသူယွာသားများမှပန်းကတ်လူချင်းစွန်းတော်ကတ်လူချင်းစီမီပူဇော်ခြင်းများကိုမကြမကြပြုတ်လုလေရှိသည်နှပြင်းသည်လူသူလေးပါးပြက်လက်သည့်အချိန်များမှတန်တူးရင်ကောင်းကောင်းတစ်ခုနှင့်တောင်းတလုံးကိုယူပြီးထိုရုပ်ပွားတော်ရှိရာသို့သွားရောက်၍ လူတကူစာဝန်ထမ်းရုံအပေါက်ကိုဖောက်၍အတွင်းမှပိုင်ကောင်းကလေးလှုပ်ထားသည်အဥ္စာအုံနာများမကျွေးမကြံရအောင်အထူးသတိထားလှုပ်သည်ခက်ဝမ်းဝမ်းဖြစ်အောင်တူးယူထားသည့်အုတ်တရုတ်ကလေးများနှင့်ရုပ်ပွားတော်၏အပေါက်ကိုပြန်ပိတ်ခဲ့ပြီးအိမ်သို့ပြန်ခဲ့သည်အပြင်ကနောက်တနေ့မြည်သူဖျားသို့သွား၏ဆုံးကတ်တနီးပန်းဘသူလဲစသဖြင့်တွေး၍ရွာထဲမှအ개ခတ်နေသည် ူပူပန်းနေသူလေးမိခင်မှာသုံးဘွဲနဲ့ပန်းများပြင်ဆင်နေသူကိုသူတွေ့ရတော့သူနဲ့ငပြင်းကရုပ်ပွားတော်သူအရင်ဥအောင်သွားနေပြီသူလှုပ်ထားသည့်လှိုင်ကောင်းကလေးတွေဝင်၍ပုံအောင်နေသည်သူပူပန်းနေသူလေးမိခင်မှာရုပ်ပွားတော်ရှေ့ရောက်လာပြီပန်းများကိုက်လှူ၍သုံးများကတ်နေသည်နောက်အသားရကျွံ့ကျွံ့ရုပ်ရုပ်ထား၍ပါလာသည့်တပတ်ကလေးပခုံးမော်တင်ပြီးဥချကတော့သည်နောက် ူတက်သည့်ဖျားရှိခူးများနဲ့တန်မုတ်တွေကားတော်ကိုအတန်မတိုးမကျေရွတ်ဆိုပြီးနောက်အတန်ပြောက်သွားပြီးလက်အုပ်ကလေးအသားချီရင်းပါဇက်မှအတန်မထွက်ပဲဆူတောင်းနေသည်ထိုအချင်းရအားလုံးကိုရုပ်ပွားတော်၏လှိုင်ကောင်းတွင်ပုံအောင်နေသည့်ငပြင်းကအတက်သည့်သည်သူပူပန်းသူ၏မိခင်ဆူတောင်းပြီးဥကုံးချမည်ဟုအထင်တွင်ငပြင်းက လိုင်ကောင်းအတွင်မှနေ၍ခမရသမီးငပြင်းနဲ့ပေးစားလိုက်ဟု တည်ကြည်သည့်လေတံနှင့်ပြောလိုက်သည်သူပုပန်းသူ၏မိခင်မှာအနှဲငယ်တော့တွန့်သွားသေးသည် သို့သောဟန်မပြက်ပဲဥအသာချပြီးဇွန်အုပ်ယူကအနည်းရှိပလင်ပေါ်သို့ဇွန်များရေများကိုစွန့်ခဲ့ပြီးအိမ်သို့ပြန်လာခဲ့လေသည်လမ်းတစ်လျှောက်လုံးတွင်လေဒီကောင်နဲ့မပေးစားရင်ရောဘာများဖြစ်မှာပါလဲဟုတွေးရင်အိမ်သို့ပြန်ခဲ့လေသည်အိမ်သို့ရောက်ရင်ရောက်ချင်းပင်လင်းဖြစ်သူအားပြောပြလေတော်သည် ျုပ်ဖျားသွားပြီးတော့ဖျားဆုံးတော့တင်းဖျားရှိခိုးပြီးမှခမားသမီးငပြင်းနဲ့ပေးစားလိုက်လို့ဖျားကလူလူဒီပြင်တနေရာကလူလူပြောလိုက်တယ်အရာတော်ဘလူသဘောရလေပေးစားလိုက်ရအောင်နော်ဟုပြောလီတော့သည်ဟာအကြံကြံဖန်ဖန်ဘယ်ဟုတ်နိုင်မလဲဘယ်ဖြစ်နိုင်မလဲကွအေးတော်မယုံရင်မနှက်ပြန်လိုက်ခဲ့ဟုပြောပြီးနောက်တနေ့တွင်လင်မယားနှစ်ယောက်လုံးဆုံးသွားတင်ကြသည်ဆုံးကလူပြီးတွင် ယမန်နေ့ကလို့ပဲခမားတို့သမီးငပြင်းနဲ့ပေးစားလိုက် မပေးစားရင်တော့ခေါင်းမိုးကြိုးပစ်ခံရလိမ့်မယ်ဟုလိုင်ကောင်းတွင်မှနေ၍ငပြင်းကပြောလိုက်ပြန်သည်ဤတွင်ဇနီးဖြစ်သူကတော်ပေးစားလိုက်မပေးစားလို့မဖြစ်ဘူးနတ်တကြားတွေကပြောတာဖြစ်မှာပဲတော်တော်ကြာတော့ခေါင်းမိုးကြိုးအပစ်ခံနေရလိမ့်မယ်ဟုလင်အားပြောလိုက်ရာအေးကွာ ငပြင်းအသံနဲ့တော့နည်းနည်းတော့တူသားသို့ပေမဲ့မင်းတဘောပါပဲကွာ ပေးစားရင်လေပေးစားလိုက်ဖို့ဟု ပြောပြလိုက်တော့သည်ငပြင်းလဲသူပိုးပန်းနေသူကရသွားသည်အခုလေမင်းတို့ပြင်းယုံနေပြင်းညမပြင်းညနဲ့ဟုဗမော်ဆရာတော်ကတပည့်များအားပြောပြလိုက်တော်သည် ုတ်ကဲ့ပါစိုက်ဆရာဦးကျော်ဦးရေးသားပြုစုတဲ့ဗမော်ဆရာတော်ဘုရားကြီးရဲ့ဟာသရတကဗျာများနဲ့ဥပမာပုံမြင်ဝတ္ထုများစာအုပ်ကိုအပိုင်း15အနေနဲ့ကျွန်တော်ညီလင်းရန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းတွေကိုဆက်လက်ဆောင်မြော်ရင်နားဆင်ကြကြတဲ့ရောင်နေပြိသက်တယောက်ချင်းစီတိုင်းစိတ်ရှိကြံကိုမာတွေ့လို့အိတ်စီတန်လိုရာပြေကြပါစေ။ကျေးဇူးတင်ပါတယ်။